မန်ချက်စတာယူနိုက်တက်သင်းဟာဘူးဖ်တက်စ်ကစားသမားခူညာကိုပေါင်62.5သန်းနဲ့ခေါ်ယူနိုင်ပြီးတဲ့နောက်ဘရန်ဖို့တောင်ပိုင်းတက်စ်ကစားသမားအန်ဘူမိုကိုလည်းခေါ်ယူဖို့နှိစက်နေပါပြီ။မန်ချက်စတာယူနိုက်တက်သင်းဟာအန်ဘူမိုကိုခေါ်ယူဖို့တရားဝင်ဆွေးနွေးမှုပြုလုပ်နေပြီးကစားသမားကိုယ်တိုင်ကလည်းအိုထရာဖို့စီးပြောင်းရွှေ့ဖို့ဆန္ဒရှိနေပါတယ်။ ်အန်ဘူမိုကိုချန်ပီယံလိဝင်ခွင့်ရကလပ်တွေဖြစ်ကြတဲ့ယူကာဆယ်စပါအာဆနယ်တို့ကအပြောင်းအရွှေ့ကိစ္စတွေချိတ်ဆက်မှုပြုလုပ်နေပေမဲ့လည်းအန်ဘူမိုကယူနိုက်တက်ကိုပြောင်းရွှေ့ပြီးတော့အမော်ရင်ပြန်လည်တိစောက်မဲ့အသင်းမှာတစိုက်တစ်ပိုင်းပါဝင်ခြင်းတယ်လို့အတည်ပြုခဲ့ပါတယ်အခုလောလောဆယ်ယူနိုက်တက်နဲ့ဘရန်ဖို့အသင်းတို့ဟာအန်ဘူမိုရဲ့ပြောင်းရွှေ့ခြင်းကိစ္စသဘောတူညီမှုရဖို့သာလိုအပ်တော့ပြီးပေါင်သန်း60ကျော်ပမာဏအထိရှိနိုင်ပါတယ်အသက်25နှစ်အရွယ်ရှိပြီးပြည်သူကင်မရွန်လည်ရွေးစဉ်အန်ဘူမိုဟာ ညာချံတောင်မတ်တက်စစ်နေရာမှာသာမကအထောင်တက်စစ်မှုနောက်ချံတက်စစ်မှုဖြစ်ပါကစားနိုင်သလို2024-25ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာဂိုး20သွင်းဂိုးပန်နေမှု9ကြိမ်ပြုလုပ်ခဲ့ပါတယ်။အန်ဘူမိုဟာလောအောင်လုံးကောင်းတဲ့ကစားသမားဖြစ်တဲ့အပြင်ခံစစ်ကိုပါစဉ်ကူနိုင်သူဖြစ်ပြီး2024-25ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာဘလုံးဖျက်ထုတ်နိုင်မှု49ကြိမ်အောင်မြင်တဲ့ဘလုံးဖျက်ထုတ်နိုင်မှု63ရာခိုင်နှုန်း interceptions 14ကြိမ်ဘလုံးပြန်လည်ရယူနိုင်မှု 156ကျင်းအထိပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။အမော်ရင်ကလည်းလုံအောင်လုံကောင်းတဲ့ကစားသမားကိုပိုးကြိုက်တာကြောင့်အန်ဘူမိုဟာအမော်ရင်လိုချင်တဲ့အတိုင်းအန်ဝင်အောင်ကစားနိုင်မှာပါ။2024-25ရာသီမှာယူနိုက်တက်အသင်းတိုက်စစ်ကစိတ်ပြစရာကောင်းလောက်အောင်ဆိုးဝါးခဲ့ပြီးပရီးမီးယားလိသမိုင်းတစ်လျှောက်အဆိုးဝါးဆုံးဆန့်ကျင်အဖြစ်44ဂိုးသာသွင်းယူခဲ့တယ်လို့ဂိုးမသွင်းနိုင်တာက15ပွဲအထိရှိတာကြောင့်သူတို့ထပ်ပိုးဆိုးလာဆိုလို့ တန်းစင်ကလပ်တွေဖြစ်ကြတယ်ဆောက်တန်တန်လက်စတာတို့သာရှိပါတယ်တိုက်စစ်မှုနှုတ်ဖြစ်တဲ့ Wildland ဇာဂစီတို့ကလည်းအားကိုးလို့မရတဲ့အတွက် United ဇင်းကတိုက်စစ်နေရာကိုအဓိကအာယုံဆိုင်ပြင်ဆင်နေတာဖြစ်ပါတယ် United ဇင်းဟာနီးပြဟောင်း Eridan ဟက်လက်ထက်တုန်းက300ဒီအတွင်းကစားသမားခေါ်ယူမှုအတွက်ပေါင်သန်း600ကျော်အထိ အသုံးပြုခဲ့ပေမဲ့အများစုက ခြေစွမ်းမပြနိုင်ခဲ့ကြပါဘူး United တို့2024-25ရာသီမှာ Premier League သမိုင်းတစ်လျှောက်အဆိုးဝါးဆုံးအဆင့်ရက်ဒီမှုနဲ့အဆုံးသတ်ခဲ့ရသလိုလာမယ့်ရာသီဥရောပဝင်ခွင့်တစ်ခုမှမရတာကြောင့်ငွေကြေးပိုင်းဆိုင်ရာဆုံးရှုံးနေတာမျိုးတွေရှိခဲ့လို့အရင်လိုငွေသုံးချမ်းတာမျိုးမဟုတ်ပဲအသင်းတွေကတကယ်လိုဝယ်ပြီးအကျိုးပြုနိုင်မယ့်ကစားသမားတွေကိုသာကျိုးပန်းနေတာကိုလည်းတွေ့ရပါတယ်။ United ကစားသမားတွေခုညာနဲ့အသင်းကိုရောက်လာဖို့နှီးစံနေသူအန်ဘူမိုးတို့ဟာတူးချင်းယူသွေးမှာခြေနဲ့ဆရာကောင်းတဲ့အနေထားရှိပြီး တိုက်စစ်မှာနေရာစုံကစားနိုင်သလိုအဓိကစောင့်ကြည့်ရမှာကယူနိုက်တက်မှာရင်ဆိုင်ရမယ့်ဖီအားဒဏ်တွေကိုကြော်ဖြတ်ပြနိုင်မှုပါပဲယူနိုက်တက်တို့တစ်ချိန်ကလိုအဆင့်မျိုးပြောင်းရောက်ဖို့ပြင်ဆင်စရာတွေအများကြီးရှိနေသေးတယ်ဆိုပေမဲ့မှန်ကန်တဲ့အပြောင်းရွှေ့လှုံ့ဆော်မှုသာပြုလုပ်နိုင်မယ်ဆိုရင်လာမယ့်ရာသီမှာအတိုင်းအတာတစ်ခုထိတိုးတက်လာဖို့ရှိနေပါပြီ။